မွေးမင်္ဂလာပါဒီတကမာရတာနောက်ထပ်နှစ်ခွင်ကျော်နဲ့သုံးခွင်ကျော်ဒီဟာလေးကိုကျွန်တော်ပေါင်းပြီးတော့မှယူဆပြမယ်ပေါ့ဆိုတော့ဒါမှအချားဒါထိတ်တစ်လုံးအလဲတစ်လုံးဒါအပိတ်ဖြစ်နေကြီးနှလုံးဒါမျိုးလေးယူဆထားတယ်ပေါ့ပြီးတဲ့အခါနောက်ထပ်ဖြစ်နေကြီးလည်းရှိသေးတယ်ဆိုတော့ဒါအားလုံးတစ်ခါတည်းပြလိုက်လို့ရှင်ရောထွေးသွားမှာဆိုလို့ဒါကျွန်တော်ကျွန်တော်ပိုကောင်းမယ်ထင်တာလေးကိုကျွန်တော်ဒါဥစားပေးပြလိုက်တယ်ပေါ့ပြီးတဲ့အခါအဲ့ဒီ နောက်ထပ်ဖြစ်နိုင်ခြေလေးတွေကိုဒါကဏ္ဍအနေနဲ့ထည့်ပေးလိုက်မယ်အခုဒါအဲဒီဟာလေးကိုဒါယူဆထားတဲ့ပုံလေးကိုကျွန်တော်တဆင်းချင်းပြန်ပြမယ်ပေါ့တေချာလေးကြည့်ပါနောက်ပိုင်းမှာ line နည်းနည်းရှုပ်လာပေါ့ဆိုတော့ तू ကဒီ3လုံး1အဲ့ဒီ3လုံး1ဟာဒီလို3လုံး1လို့ဖြစ်တယ်ပေါ့ဒါအပေါ်2ချိန်မှာဒီလို့ဖြစ်ခဲ့လို့3ချိန်ဆက်ယူမှာဆိုတော့ဒါ shit ထိတ်စီးတလုံးဒါယူဆလို့ရတယ် ဲ့ဒီလိုပဲသူကဒီလို၃လုံး၁လို့ဖြစ်တယ်လို့ဒီလို၂လုံး၁လို့လည်းသူကယူရင်ပုံပေါ်တာပဲဒီလို၃လုံးဒီလိုဒီလို၂လုံးဆိုတော့အဲ့ဒီဟာကိုဒီလို၃လုံးမယူဘဲနဲ့၂လုံးခွဲယူလိုက်ရင်လည်းဒီလိုပုံစံနဲ့အတူတူပဲဒီခွန်ဒီခွန်နဲ့ဒီခွန်နဲ့၂လုံးပေါင်းကြည့်400အပိတ်လာတယ်ပေါ့ဒီလိုယူတာနဲ့အတူတူပဲဆိုတော့ဒါ shit take လက်ပိတ်တပြိုင်တည်းဖြစ်ပုံစံမျိုးလေးကိုဒါသူပုံပေါ်တယ်ပေါ့အဲ့လိုပဲဒါဒုတိယချိန်မှာလဲဒီ၃လုံးပေါင်းခြင်း၄အဲ့ဒီ၃လုံး၄ဟာဒီလို၃လုံး၄လို့ယူဆလို့ရတယ်အပေါ်ချိန်နဲ့အတူတူပဲဆိုတော့ကာနှစ်ထိပ်ကိုယူလို့ရတယ်ပြီးတဲ့အခါဒီလို၄လုံး၄လို့ပါသူကထပ်ဖြစ်ထားတယ်ဆိုတော့ကဒီခွန်ပေါ့အဲ့ဒီခွန်ခွန်ဝင်လာတယ်အဲ့ဒီခွန်ကလည်း သုံးလုံးမဟုတ်ဖက်နဲ့ဒီနှလုံးပေါင်းချင်းတံပေါ်ကဒီမှာဒက်လာတယ်လို့ယူရင်လဲအတူတူပဲပုံစံတူကြတာပဲဆိုတော့အဲ့ဒီအတိုင်းလိုက်ပြီးတော့မှယူမယ်ဆိုရင် तू ကဒီသုံးလုံးပေါင်းချင်းတက်ဟာဒီလိုသုံးလုံးတက်လို့ဖြစ်ခဲ့ရင်ဒါသုံးရထိတ်တလုံးပြီးတဲ့အခါဒီလိုနှလုံးတက်လို့ထပ်ဖြစ်ခဲ့မယ်ဆိုရင်ဒါနှစ်ပေါ့ဆိုတော့အဲ့ဒီနှစ်ဟာလဲဒီနှလုံးနှစ်နဲ့သုံးရနဲ့ ဒီလိုတခွင်းကျော်ပေါင်းပြီးတော့အဲနှလုံးပေါင်းခြင်းတန်ဖိုးနှစ်ကဒီလိုအပိတ်လာတယ်လို့ဒီလိုယူရင်းလဲတာပုံစံတူကြတာပဲဆိုတော့ဒါတော့ညထိတ်နဲ့နှစ်ပိတ်ဒါမျိုးလေးဒါတပြိုင်တည်းဖြစ်သွားနိုင်တဲ့အနေထားလည်းရှိတယ်ပေါ့ဒါကြောင့်မို့ထည့်ယူလိုက်တယ်ပြီးတဲ့အခါနောက်ထပ်အပိတ်တစ်လုံးဒီ၃လုံးလေးဒီလို၃လုံးလေးဆိုတော့ခါလေးပိတ်အဲ့ဒီလိုပဲ ီ၃လုံးပေါင်းချင်း၁ဒီလို၃လုံး၁ဆိုတော့ခါလဲခုံပိတ်ပဲဒီမှာတော့ထပ်တူမကြဘူးဒီ၃လုံးပေါင်းချင်း၉လို့ဖြစ်ထားလို့ဒီလို၃လုံး၉လို့ယူလိုက်တာဆိုတော့ခါ၆ပိတ်တလုံးဒီလိုယူဆလိုက်တယ်ပြီးတဲ့ခါဒီ၉အလဲတလုံး၉အလဲတလုံးကဒီ၃လုံး၆ဒီလို၃လုံး၆ဆိုတော့ခါ၉ ြီးတဲ့အခါဒီလို၃လုံး6ဒီလို၃လုံး6ဆိုတဲ့အခါဒါကိုထိတ်တို့ကိုအလဲတို့နှစ်အလဲတို့ဒါမျိုးလေးပုံပေါ်နေတယ်ဒါကြောင့်မို့လို့အဲ့ဒီတိုင်းလေးဆက်ဖြစ်ခဲ့ရင်ဆိုပြီးတော့ဆက်ယူလိုက်တာဒီလိုယူလိုက်တဲ့အခါဒီ၃လုံးပေါင်းခြင်းကခွန်လို့ဖြစ်ထားလို့ခွန်ဖြစ်အောင်ကိုယ်လည်းတစ်လုံးကိုထည့်ပေးထားတယ်ဆိုတော့ကဒါကိုယ်လည်းဆိုတော့ဒါ ဒီလိုလေးယူဆလို့ရသွားရောပြီးတဲ့ခါမှာ तू ကအချားဖြစ်နိုင်ကြေးလေးတွေပေါ့ဆိုတော့ဒါကဒီနေရာမှာတည်းမဟုတ်ဘူးအချားနေရာတွေမှာလည်းဒါပေါင်းဆက်သုံးလို့ရတယ်ပုံစံမျိုးပဲပေါ့ဆိုတော့ဒါဒီနေရာအတွက်ကိုကပ်ကပ်ပင်နဲ့ရှားတယ်တကွင်ကျော်နဲ့ရှားတယ်နှစ်ကွင်ကျော်နဲ့ရှားတယ်ယူဆတယ်ပေါ့ဆိုတော့အားလုံးဟာဒီတစ်ချိန်အတွက်ပဲဥတည်နေတာဆိုတော့ပေါင်းဆက်လို့ရတယ်တကွင်ကျော်နဲ့နှစ်ကွင်ကျော်နဲ့ ဟိုကပင်းနဲ့ပိုင်းညာဒါမျိုးပေါင်းဆက်ဖလဲပြီးတော့ကိုအာယုံကြတာလေးတွေကိုဒီလိုတွဲဆက်ပြီးတော့မှသုံးလို့ရတယ်။ဒါဒီဒီမူထဲမှာဖြစ်တာတွေရပဲတခါတည်းဖြစ်မှလို့အဲ့လို တွေးလို့မရဘူး။ဆိုတော့ဒီနေရာအတွက်ရှာတာအလုံးဟာအကျုံးဝင်နေပေါ့။ဆိုတော့ဒါဒါပြောပြတာ။ဆိုတော့ဒါကိုကနန်းကိုကိုဟာကိုဟိုဟာနဲ့တရံနဲ့ပေါင်းဆက်ပြီးတော့ရွေးချယ်ပြီးတော့မှပေါင်းဆက်ကနန်းထုတ်ပြီးတော့မှဒါကိုအကြိုက်ဆုံးကိုအော့ကွက် ဟိုအောက်ကကိုယ့်အကိုဖန်တီးပြီးတော့မှသုံးလို့ရတယ်ဆိုတာလေးကို ပြောပြတာဆိုတော့ခါ तू ကဒါနောက်နှလုံးပေါင်းခြင်းတန်ဖိုးလေးဒီသုံးလုံးပေါင်းခြင်း6ဒီလိုသုံးလုံး6ဆိုတော့ခါနောက်နှလုံးပေါင်းခြင်းတန်ဖိုး3ပေါ်မှာ3တလုံးရှိနေလို့ဒီသုံးလုံးပေါင်းခြင်း5ဒီလိုသုံးလုံး5ဆိုတော့ခါနောက်နှလုံးပေါင်းခြင်းတန်ဖိုးယူလို့ရတယ်ပို့ဆိုတော့ခါ နောက်တစ်လုံးပေါင်းခြင်းရ9သုံးလုံးပေါင်းခြင်း5ပုံမှန်6တလုံးရှိနေလို့ဒီပုံစံလေးဆက်ပြီးတော့ကွက်တိကျသွားအောင်မဆိုရင်ဒီသုံးလုံးပေါင်းခြင်းရ8လို့ဖြစ်ထားလို့ဒီလိုသုံးလုံးပေါင်းခြင်း8လို့ဖြစ်ဆိုရက်ကထည့်ထားတဲ့ကိုယ်လည်းနဲ့6ပိတ်နေရကွက်တိကျတယ်ပေါ့နောက်တစ်လုံးပေါင်းခြင်း5ဒါမျိုးလေးဒီလိုအကြောင်းချက်လေးတွေပေါင်းစုံပြီးတော့မှဒီဒီကိုကိုအလဲတို့ဘာတို့ဟောတာရွေးချယ်လိုက်တယ်ပေါ့ ဆိုတဲ့ခါတာနောက်နှလုံးပေါင်းခြင်းငါပြီးတဲ့ခါနောက်ထပ်နောက်နှလုံးပေါင်းခြင်းဖြစ်နေခြင်းတခုရှိသေးတယ်ဒါလေးကိုလည်းအလွတ်ပေါင်းထပ်ပေးမှာဒီသုံးလုံးပေါင်းခြင်း၃ညဒီသုံးလုံးပေါင်းခြင်း၃ညဆိုတဲ့ခါနောက်နှလုံးပေါင်းခြင်း၃ပဲဒီသုံးလုံးပေါင်းခြင်းခွန်ဒီလိုသုံးလုံးခွန်ဆိုတဲ့ခါနောက်နှလုံးပေါင်းခြင်းရ၉ပဲအဲ့ဒီတိုင်းသူကဖြည့်အောင်မယ်ဆိုရင်ဒီသုံးလုံးပေါင်းခြင်းရ လေးလို့ဖြစ်ထားတယ်ဆိုတော့ဒီလို၃လုံးလေးလို့ဖြစ်အောင်မယ်ဆိုရင် तू ကနောက်နှလုံးပေါင်းခြင်းလေးကိုထည့်ပေးရမယ်နောက်နှလုံးပေါင်းခြင်းလေးနောက်နှလုံးပေါင်းခြင်းငါကဲ့ရဲ့လေးဖြစ်နေတဲ့အခါတပွင့်တို့တပွင့်ရော်လေးပေါ့ဆိုတဲ့အခါ तू ကနောက်နှလုံးပေါင်းခြင်းလေးထွက်တယ်ဒီပုံစံလေးရဆိုတော့ဒီပုံစံလေးတွေကိုပေါင်းခြုံပြီးတော့ပဲဒါကနန်းကနန်းရွေးချယ်မယ်ပေါ့ပြီးတဲ့အခါနောက်ထပ်ယူဆလို့ရထားတဲ့ဖြစ်နိုင်ခြေလေးတွေပေါ့ ပေါက်ဆက်ပြီးတော့မှဒါကနန်းလေးတွေထက်တိုးထက်ပေးလိုက်မယ်ဆိုတော့ဒါကိုကြိုက်တာကိုရွေးသုံးပေါ့တခါတည်းနဲ့ဒါဒီမှာဆွဲမှာဆိုမက်တူးပြီးတော့နည်းနည်းရှောက်ချက်ခတ်သွားမှာတမျိုးရွေးရခတ်သွားမှာရတမျိုးဒါမျိုးဖြစ်မှာဆိုလို့ဒီလို ခွဲချပြီးတော့ကျွန်တော်ယူဆပြလိုက်တယ်ကနန်းလေးထက်လိုက်မယ်ဆိုတော့ကနန်းနေဒီလိုလေးဒီလိုလေးထက်လိုက်တယ်ပေါ့ဒီနောက်ပေါင်း၅နောက်ပေါင်း၄နဲ့ပြီးတဲ့အခါဒါ ပြဖို့ကြံနေခဲ့တာလေးတစ်ခုနည်းနည်းအရေးအရေးကြီးတာလေးတစ်ခုသူကရှေးပေါင်းရှေးပေါင်းကိုဒီပုံစံလေးဒီ၃လုံးပေါင်းခြင်း၄ဟာဒီလို၃လုံး၄လို့ဖြစ်ထားတယ်ဒါပထမတစ်ချိန်မှာဆိုတော့ခါရှေးပေါင်းခွန်ပေါ့ဘာမှခွန်၃လုံးရှိလို့အဲ့လိုပဲအဲသူကနှစ်ကွင်းကျော်နေထားမှာလဲဒီ၃လုံးပေါင်းခြင်းရဲ့နှစ်အဲ့ဒီနှစ်ဟာလဲဒီလို၃လုံးနှစ်လို့ပဲဖြစ်တယ်ဆိုတော့ခါရှေးပေါင်း၄ပေါ့ ဆိုတဲ့အခါအပေါ်မှာရှစ်တလုံးရှိလို့ရှင်းနှလုံးပေါင်းခြင်းလေးပြီးတဲ့အခါဒါသုံးကြိမ်ဒါဒီပုံစံလေးဆက်ပြောင်းမယ်ဆိုရင်ဒါဒီသုံးလုံးပေါင်းကြည့်ရအကိုလို့ဖြစ်တာလို့ဒီလိုသုံးလုံးကိုဆိုရင်ဒါရှေးပေါင်းကိုဒီလိုလေးဒါယူဆလို့ရတယ်ဆိုတော့ခါဒါဆိုတော့ဒီပိုင်းထည့်ထားတဲ့ကဏ္ဍလေးတွေရတာရှေးရှေးပေါင်းကိုတွေရော နောက်ပေါင်းကနောက်ပေါင်းလေးတွေရောဒါမျိုးလေးတွေအလုံးခြုံငုံအကျုံးဝင်အောင်ဒါထက်လိုက်တယ်ပေါ့ဆိုတော့ခါဒါယူဆထားသလိုကွက်တီဆက်ဖြစ်ပါစေအရွေးမှန်အကြိုက်မှန်ပြီးတော့တက်တက်တိုးကန်ကောင်းကြပါစေဆုတောင်းပေးပါတယ်ပြီးတော့နောက်ထပ်၃ခွင့်ကျော်အနေထားလေးဒါဆက်ပြီးတော့ယူဆအောင်ပါဒီကမှာတော့ဒါ၃ခွင့်ကျော်နဲ့ယူဆထားတဲ့ဖြစ်နိုင်ခြေလေးတွေပေါ့ဒီမှာကနန်းလေးတွေထည့်ထားတယ် ဆိုတော့ဒါဒါလေးတွေဒီဟာလေးတွေကိုယူဆထားတဲ့ပုံစံလေးကိုကျွန်တော်ဒေရှားလေးရှင်းပြမယ်ဒေရှားလေးကြည့်ပါဆိုတော့ကတည်းကပထမဆုံးဒါသူကအလဲတိုင်းရောရှင်းနှလုံးပေါင်းခြင်းရောဒါအတွဲလိုက်ဖြစ်တဲ့သုံးချက်ရဲ့ပုံစံလေးဒီသုံးလုံးပေါင်းခြင်းလေးဒီလိုသုံးလုံးလေးဆိုတော့ကရှင်းနှလုံးပေါင်းခြင်းခွန်ရှင်းနှလုံးပေါင်းခြင်းခွန်ဒီလို သုံးလုံးလေးလို့ပေါ့ပြန်ဖြစ်တဲ့အခါတုံညအလဲတိုင်းတုံညအလဲတိုင်းနဲ့ရှင်းနှလုံးပေါင်းကြီးခွန်ဆိုတော့ခွန်တုံညဖြစ်သွားတာပေါ့ဒီလိုယူဆလိုက်တယ်ပြီးတဲ့အခါဒီဟောကိုဒီတုံညကိုတုံညအလဲတိုင်းကိုနောက်ထပ် support လုပ်လုပ်ပေးထားတဲ့အကွက်လေးတစ်ကွက်ရှိသေးတယ်သူကဒီသုံးလုံးပေါင်းကြီး6ဒီလိုသုံးလုံး6ဆိုရခါတာတုံညအလဲဒီလိုလေးတာ အပေါ်နှစ်ချိန်မှာဒီပုံစံလေးတွေဖြစ်ထားပြီးသုံးချိန်ဆက်ပြီးတော့ယူဆမှာဆိုတော့ဒါဒုတိယတစ်ချိန်မှာလည်းဒီသုံးလုံးပေါင်းခြင်းကိုအဲ့ဒီကိုဟာဒီလိုသုံးလုံးကိုလို့ဖြစ်တဲ့ဆိုတော့ကရှင်းနှလုံးပေါင်းခြင်းတန်ဖို့လေးဒီလိုဒီလိုယူဆနိုင်လို့ရတယ်ပြီးတဲ့အခါဒီလိုသုံးလုံးကိုလို့ဖြစ်ထပ်ဖြစ်တယ်ဒီလိုဖြစ်တဲ့အချိန်မှာသူကရှစ်လဲရှစ်လဲတိုင်းနဲ့ရှင်းနှလုံးပေါင်းခြင်း လေးဆိုရင်ဒါ6ထိပ်ကိုထည့်ပေးလိုက်ပေါ့အဲ့ဒီခါမှလည်းသူကဒီမှာဒီဒီခွန်ဟာခွန်အလဲရထိပ်ကိုဇောင်းဆင်းနေတဲ့ပုံစံလေးတွေပေါ်သွားတာပေါ့အဲ့တော့အဲ့တော့ဒီဒီလိုပုံစံလေးဖြစ်သွားတယ်ပြီးတဲ့အခါဒီ shit အလဲကိုသူကဒီပုံစံလေးနဲ့ထပ်ပြီးတော့သူကထောက်ပံ့အထောက်ပံ့လေးတခုထပ်လုပ်ထားတယ်ဒီသုံးလုံးပေါင်းရင်း shit ဒီလိုသုံးလုံး shit ဒီလိုဖြစ်တဲ့အခါ shit ရှင်းလဲရှင်းနှလုံးပေါင်းခြင်းလေး6 6အလဲတိုင်းက6ထိတ်ကိုစောင့်ပြန်ဆင်းအဲဒီလိုပုံစံမျိုးဆိုတော့6ရှစ်တွဲအဲ့ဒီပုံစံလေးတိုင်းတာ3ချိန်ဆက်ဖြစ်အောင်မယ်ဆိုရင်ဒီလိုဖြစ်မယ်ပေါ့ဒီ3လုံးပေါင်းခြင်းနှစ်ဖြစ်တာလို့ဒီလို3လုံးနှစ်လို့ဖြစ်အောင်မယ်ဆိုရင်ရှင်းနှလုံးပေါင်းခြင်းကိုဒါရှိမှလည်းယူဆပြတဲ့ဟိုနှစ်ခွင်ကျော်မှလည်းဒါရှင်းနှလုံးပေါင်းခြင်းကိုလေးတာ ီစာပြန်ထားတဲ့ပုံစံတော့ဒါသူထက်တူထက်တူလာကြတယ်ပြီးတဲ့အခါအပေါ်နှစ်ချိန်မှဖြစ်ခဲ့တဲ့အတိုင်းပဲတော့သူကဒီလိုရှင်းလုံးပေါင်းရင်ကိုပြီးတဲ့အခါနောက်ထပ်အလဲတိုင်းကိုဒီလိုပုံစံလေးနဲ့ပြန်ပြီးတော့ဖြစ်တယ်ပေါ့ဆိုတော့ကဒီတော့လုံးပေါင်းခြင်းရတယ်နှစ်ဆိုတော့ကကိုလည်းရှင်းလုံးပေါင်းခြင်းကိုဆိုတော့တုံညာထိတ်ကိုလည်းအပေါ်ချိန်ကအလဲတိုင်းဟာထိတ်ကိုဆောင်းဆင့် ဒီပုံစံလေးရှင်းလင်းလုံးတွေဒီကိုကိုလည်းနာအပေါ်နှစ်ချိန်ဖြစ်ခဲ့တဲ့အတိုင်းဒါကွက်တီပဲပေါ့ဒီသုံးလုံးပေါင်းခြင်းခွန်ဒီလိုသုံးလုံးပေါင်းခြင်းခွန်လို့တာပြန်အထင်းလေးနဲ့ပြန်ထောက်ပံ့တယ်ဆိုရကတည်းကတုံညာကိုရှင်းလင်းလုံးတုံညာကိုတွေ့ဒီလိုလေးပြီးတဲ့အခါနောက်ထပ်တာအပိတ်အပိတ်ဖြစ်နေကြီးနှလုံးယူဆထားတာ6နဲ့1ဆိုတော့ဒီ6ကဒါ တကွင်ကျော်အနေထားမှာဒါရှင်းနှလုံးပေါင်းခြင်း၃ညပြီးတဲ့အခါနှစ်ကွင်ကျော်အနေထားမှာရှင်းနှလုံးပေါင်းခြင်း၄ရှင်းနှလုံးပေါင်းခြင်း၅ ever sorry နောက်နှလုံးပေါင်းခြင်း၃ညပြီးတော့တကွင်ကျော်အနေထားမှာနောက်နှလုံးပေါင်းခြင်း၃ညယူဆပြထားတယ်နှစ်ကွင်ကျော်အနေထားမှာနောက်နှလုံးပေါင်းခြင်း၄ရယ်နောက်နှလုံးပေါင်းခြင်း၅ရယ်ဆိုတော့ကကိုအလယ်နဲ့ဆိုရင်ဒါကိုတစ်တို့ကိုကို၆တို့ဟာဟုတ် ဖြစ်နိုင်ခြင်းရှိပြီးသားလေးတွေပေါ့ဆိုတော့ကိုငါနန္ဒလုံပေါင်းကြီးလေးနဲ့ဆိုရင်လည်းရှေ့မှာဒါတုံညာကိုငါဆိုပြီးတော့ထည့်ပေးခဲ့ပြီဆိုတော့ဒါဒီမှာတော့ဒီလိုနှစ်ကွက်ပဲယူလိုက်တယ်ပေါ့ဆိုတော့ကသူကပထမဒါ6အပိတ်ကိုဒီပုံစံလေးနဲ့သူကဝတ်တည်ကြဒီတုံလုံပေါင်းကြီးရှေ့ဒီလိုတုံရှေ့ဆိုတော့ကဒါတုံညာပဲဒီတုံလုံပေါင်းကြီးလေးဒီလိုတုံလုံးလေးဆိုတော့က ဟောပိတ်ဒီပုံစံလေးရလိုက်တာကွက်တီဆက်ဖြစ်သွားအောင်လို့ဆိုရင်ဒီသုံးလုံးပေါင်းခြင်း3ဒီသုံးလုံးပေါင်းခြင်း3ဆိုရင်6ပိတ်ပြီးတဲ့အခါနောက်ထပ်နောက်ထပ်တစ်လုံးနောက်ထပ်တစ်လုံးဒီနှလုံးပေါင်း6ဒီလိုသုံးလုံး6ဆိုတဲ့အခါသူညာပိတ်ဒီနှလုံးပေါင်း6ဒီလိုသုံးလုံး6ဆိုတဲ့အခါခွန်ပိတ်အဲ့ဒီတိုင်းသူဖြည့်အောင်မယ်ဆိုရင်ဒီနှလုံးပေါင်းခြင်း၃ညလို့ဖြစ်တာလို့ ဒီလိုတုံးလုံးတုံညလိုဖြစ်ခဲ့ရင်သူတိပိတ်တလုံးထက်တယ်ဆိုတော့တုံညကို6တုံညကို7ဒီနှစ်ခွက်ကိုပဲဒါယူဆလိုက်တယ်ပေါ့ဆိုတော့ဒါရှင်နှလုံးပေါင်းခြင်း9ဖြစ်နိုင်ကြီးနောက်နှလုံးပေါင်းခြင်း9နောက်နှလုံးပေါင်းခြင်း3ညဒီလိုဖြစ်နိုင်ကြီးလေးတွေနဲ့သူဟာဟိုရှင်းမှယူဆခဲ့တဲ့ပုံစံလေးတွေနဲ့ခင်ဗျားမျိုးရှိနေတဲ့ခါကျတော့ဒီနှစ်ခွက်တော်တော်ကောင်းတယ်လို့ယူဆလို့ရတယ်ပေါ့ ပြီးတော့ဒါခဏလေးထည့်လိုက်မယ်ဆိုတော့ဒါ user လို့ရထားတဲ့ခဏနှစ်ခွက်ကတော့ဒါပဲပေါ့ဆိုတော့ဒါဒီနှစ်ခွက်ကတော့ဒါထိုးတင်တဲ့ခဏလေးနှစ်ခွက်ပဲရှေ့မှာရှေ့မှာ user ပြခဲ့တယ်ဒါဖြစ်နိုင်ခြေတွေဒါလည်းဒါအကုန်လုံးဒါခြုံကုန်ပေါင်းစပ်ပြီးတော့ကိုအကြိုက်ကိုကိုအထင်အမြင်နဲ့ဒီလိုအကောင်းဆုံးထင်ပါဦး ကျွန်တော်ကျွန်တော်ကဒါတွေကအလုံးပေါင်းစပ်ပြီးတော့တပြိုင်တည်းပုံစံမျိုးလေးတွေစတာတယ်ဆိုတော့အဲ့ဒီလိုမဟုတ်ဖက်နဲ့ဟိုကတလုံးဒီကတလုံးဟိုဖြစ်နေကြီးဒီဖြစ်နေကြီးဒါမျိုးတွေပေါင်းစပ်ပြီးတော့လည်းနောက်ဆုံးဒီ final 339ပြီးရင်ဖြစ်မဲ့နေရာအတွက်ယူဆထားတာတွေအလုံးအကျုံးဝင်ပါလေဒီလိုရွေးချယ်ပေါင်းစပ်ပြီးတော့တုံ့ပြုပါယူဆထားတယ်လို့ကိုတိဆက်ဖြစ်ပါစေဒီဆဲချိန်မှာကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်